ကညတနာကြီးပေါ့ဖះရှင်မခေါ်ခင်မှာပို့စေးတစ်ခုတင်ပေးလိုက်ပြီเนาะမနေ့ကလည်းမတင်နိုင်ရဘူးပေါ့ဒီနေ့တော့တင်ပေးလိုက်ပြီအိမ်မှရမှဖြစ်ချင်တဲ့သူတွေပေါ့เนาะခဏခဏကျွန်တော်ပြောပြပါရယ်ပြောပြတဲ့ဟာလေးတွေပြန်ပြီးတော့မျှဝေပေးပါမယ်မပြောဘူးတာလေးတွေပါမယ်ပေါ့เนาะအဲ့တော့အိမ်မှရမှဖြစ်ချင်တဲ့သူတွေကိုကအိမ်မှရမှမြေပိုင်းဖြစ်ချင်တယ်ဆိုရင်ဖြစ်ဖို့ကခက်ခဲတယ်ဗျလူလောကကြီးမှာ အိုးအိမ်ပိုင်ဖို့ဆိုတာနည်းတဲ့ကုတော့မဟုတ်ဘူးပေါ့နော်အိမ်ဝိုင်းလေး၁၀ပြီပဲပိုင်ပိုင်၁၀ပြီပဲပိုင်၁၀ပြီပဲအတန်မိုးထားရမယ်ပေါ့နော်အိုးပိုင်မဖြစ်ချင်တဲ့သူတွေကဘာလို့တင်လဲဆိုလို့ရှင်ကျွန်တော်ခဏခဏပြောနေတယ်ဖုရဒလောကဓမ္မီစိတ်တန်ယတနာကံမတိအာတော့ကံဝိရဇံခေမန်ယန္တာအရှင်မြတ်တို့သည်လောကရန်တရားရှင်းပါနဲ့တွေ့ကြုံဆုံးသည့်အခါကြောက်နှလုံးချင်းမရှိပါဆိုအဲ့ဒီအပိုက်ကိုပဲအချိန်မောင်းများစွာယူရမယ်တက်စီယူနေတိုင်းနေတိုင်းတက်စီယူပါယူပြီးတိုင်းဥပိုင်ပိုင်ပိုင်ဆိုင်ရတဲ့ဘောပိုင်ဆိုင်ရပါလို့ဆိုပြီးတော့ဆူတောင်းပါနော် နေချာလောက်ပါတဲ့နောက်တစ်ခုနောက်ထပ်နောက်တစ်ခုပြမနော်အဲ့တော့အဲ့ဒါဒီမင်္ဂလာတုတ်မင်္ဂလာတုတ်ဆိုတာပေကြီးဆက်တက်တုတ်တွေပထမဆုံးတုတ်မင်္ဂလာတုတ်ရဲ့အပိုက်ဆက်လေးပါဟုတ်ပြီနော်အားလုံးကိုခဏခဏပြောရတဲ့ကြောင့်အလွယ်ရနေလောက်ပါဖောရတလောကအတ္တမီစိတ်တန်ယတနာကံမတိအာသောကဝိရိယံခေမနောက်ကအိတ်တမင်္ဂလာမဟုတ်တော့မစည်းရနေတော့ပေါ့နော် ဘောဒလောကဓမ္မီစိတ်တန်ရတနာကံပြီအသောကံဝိရဇံခိမှန်ဆိုရပါပြီအဓိပ္ပာယ်ကရဟန္တာအရှင်မြတ်တို့ဒီလောကန်တရား၈ပါးနဲ့တွေ့ကြုံဆုံးတဲ့အခါမှာအကြောင်းအတုံးလို့ခြင်းမရှိပါဘူးတဲ့အဲ့ဒီအဓိပ္ပာယ်ပဲเนาะအဲ့ဒါပြီးလို့ရှိရင်တော့ရွတ်ပြီးပြီဆိုသက်စေရွတ်ပြီဆိုဆူတောင်းမှာဥပိုင်ပိုင်ပိုင်ဆိုင်ရတဲ့ဘဝကိုဖြစ်ရပါလို့ရှင်ဗျာပေါ့เนาะအဲ့ဆူတော့ဒါဆိုရင်လောကန်တရားနှိမ့်ဆက်တာကိုလည်းလွတ်တယ်နောက်အကြံကောင်းဉာဏ်ကောင်းတွေလည်းရလာနိုင်တယ်ပြီးတော့ဥပိုင်ပိုင်လည်းဖြစ်လာနိုင်ပါတယ်เนาะအဲ့ဒါကြောင့်ဘုရားလောကဓမ္မီအပိုက်လေးကိုသက်စိနေတိုင်းနေစေနေတိုင်းရွတ်ပါဟုတ်ပါပြီနော် ကဲနောက်တစ်ခုနောက်တစ်ခုဖရားရေရီယာလေးတခုပဲမျှဝေပေးခြင်းနဲ့အဲ့ဒါမနေရင်လောက်အောင်ပါလဲဆိုအနည်းဆုံး64ရက်လောက်ရမယ်အနည်းဆုံး64ရက်လောက်ရမယ်နော်အော်ဖရားရှင်ကိုမယ်မနေ့ဆိုစောစောထားမယ်ဘယ်နာယူအချိန်မှန်ပေါ့ဖြစ်နိုင်လို့ရှင်မနေ့6နာရီဆို6နာရီပဲထားပြီးတော့ဖရားရှင်ကိုမယ်ပြရတော့တော်ကြီးကမယ်စီမီကမယ်ပြီးလို့ရှိရင်စွန်စွန်ကမယ်စွန်ကတဲ့ခါမှာဘာကတ်ရမှာလဲဆိုအုံသီးနဲ့ပါတယ်မဟုတ်အုံသီးနဲ့ပါတယ်အစားအစာလေးဥမာပေါ့စွန်ကတ်နေတော့မှာရိုးထမင်းပြူနဲ့တကြားစုံလေးနဲ့ကတ်နေတာမှာအပေါ်အုံသီးစိတ်လေးထက် အဲ့နေ့စဉ်နေ့တိုင်းဇက်တိုင်လောက်ရမှာနော်64ရက်ကအုံသီးစိလေးကတ်မယ်အုံသီးစိလေးကတ်မယ်ကတ်ပြီးလို့ရှိလို့ရှိရင်ဘာလောက်ရမလဲဆိုတော့အဲ့အုံသီးစိလေးကပါတဲ့ဟာဒါမှမဟုတ်အုံတို့ခောက်ဆွဲဒါမှမဟုတ်အုံထမင်းအဲအဲ့လိုမျိုးနေ့စဉ်တိုင်းမှာချက်ပြီးတော့ဖျားရှင်ကိုကတ်ပါကတ်ပြီးလို့ကတ်ကတ်ပြီးတိုင်းမှာလည်းဘာဆူတောင်းရမလဲဆိုတော့ခုပြောတယ်ဥပိုင်ရင်ရရရှိပါစေဆိုတာလေးဆူတောင်းပေးပါဥပိုင်ရင်ရရှိပါဆူတောင်းပေးပါစိတ်ထဲမှာလည်းဥပိုင်ရင်ပိုင်းရကိုရမှာပါဆိုတော့စိတ်မျိုးရှိရမယ်နော် log ဟို log in စီစဉ်ရ log out တဲ့အစီအစဉ်ညာရော ငါးစီထဲမှာဘုရားရှင်စီဆူတောင်းမှာဆူတောင်းပြီးပြီဆိုလို့ရှင်ဒီအိုဝိုင်အိမ်ပိုင်ကိုပေးနိုင်တဲ့နတ်ဒေဝတာတွေကလည်းကျွန်တော်ကိုကူညီပါဆောင်းလျှောက်ပါအိုဝိုင်အိမ်ပိုင်ဖြစ်အောင်ကူညီပေးပါမီးဆောင်တက်ကလည်းကျွန်တော်အမြေပိုင်းဖြစ်အောင်ကူညီပေးပါစသဖြင့်တေချာစုတောင်းပါနော်တေချာစုတောင်းပါဟောဘယ်နှရက်လောက်အောင်ပါဆို64ရက်တီတီလောက်အောင်64ရက်တီတီလောက်ရပါမယ်နော်ပြီးလို့ရှိရင်နောက်ထပ်ထပ်လောက်အောင်အစီရင်နောက်တစ်ခုရှိပါတယ်အဲ့ဒါတော့ကျွန်တော်တို့ဆရာဆရာမကြီးလည်းအများကြီးပြောကြပါတယ်နော် စာကလေးအိမ်လေးလုပ်တာစာကလေးအိမ်ကြီးလောလောလေးပါလုပ်တယ်ဆိုလို့ရှိရင်လည်းဟိုမှာပြင်းများလေးနဲ့လုပ်မလားအထက်မှာကောက်ဥလေးတွေထည့်မလားအစာကျွေးရလေးကောက်ကိုတော်လို့ချိတ်ပြီးတော့ရောက် ready made ရောင်းတဲ့ဟာတွေလည်းရှိတယ်မဟုတ်ရင်လည်းအုံးစံအုံးကူစံကောင်းတယ်မှာဝင်လို့ထွက်လို့ရအပေါက်လေးနဲ့ပေါ့နော်အဲ့ဒါလေးတန်ကျိုးလေးနဲ့ချီးပြီးတော့ပိတ်ပြီးတော့လေလုံးမိုးလုံးလေးဖျောင်းအဲ့လွေလုပ်ပြီးတော့ဝင်ပေါက်လေးတွေဖွင့်ထားပါပေါ့နော်အဲ့လိုလိုနဲ့လုပ်မလားကြည့်ရတော့အဲ့ဒါဒဇက်မိတ်မှာအိမ်ဒဇက်မိတ်မှာချိန်ရမယ်ချိန်တဲ့အခါကျတော့ရှင်ခင်ဗျားတို့ကမြန်မာ ဒီအိန်နာဦးစီးရပေါ့နော်အိန်နာဦးစီးအိန်နာဦးစီးရအမျိုးသားရှေ့သူကအမျိုးသားရဲ့ဟိုပါပေါ့အိန်နာမျိုးသားရဲ့နေနံကိုကြည့်အနေနံအမှမွေးရရက်ကိုကြည့်မွေးရရက်ကဥမာလာစမ်းပိုင်းမှာမွေးတယ်ဆိုလို့ရှိရင်ခင်ဗျားတို့အဲ့ဒီခုနစာရင်လေးဆွဲတဲ့အခါမှာအပောက်ဝါကိုအနောက်ဘက်ကိုလှည့်ထားရမယ်အပောက်ဝါကိုအနောက်ဘက်ကိုထားရမယ်ရှေ့ဘက်ကိုမထားအောင်နော်အဲ့တော့လာလာပြီကျော်ပေါ့လာပြီရလာပြီကျော်ဘက်မှာမွေးတဲ့သူတွေလာစုပ်ဘက်မှာမွေးတဲ့သူတွေကအာဒီအဲ့ဒီစာရင်လေးတွေအပောက်ဝါကိုစာဝင်တဲ့အပောက်ဝါကိုအရှိတ်ဘက်ကိုထားပြီးတော့ချိန်ရမယ်နော် ပြီးလို့ရှိရင်အဲ့မှာစပန်နန်လေးတွေတို့သူတို့စားဖို့တဲ့ဆန်လေးတွေတို့ထားပေးထားမှာဆိုကုသိုလ်တွေစတရရတယ်လို့ပဲသူတို့အိမ်မေပါတွေရတယ်လို့ပဲကိုယ်လည်းအိုးအိမ်တွေပိုင်ဆိုင်လာပါလိမ့်မယ်ကဲအဲ့တော့ဒီရေဒီယာလေး၃ခုပေါ့နော်ဘုရားရေဒီယာလေး၃ခုလောက်ကြည့်ပါလောက်ကြည့်ပြီးသိချာဆူတောင်းပါနော်သိချာဆူတောင်းပါသိချာဆူတောင်းပါနော်ကဲအဲ့တော့ ပြန်ပြောပါမယ်ပထမဆုံးဖုဒ္ဒလောကတမိစိတ်တန်ရတနာကံအာသောကံဝိဇံခေမံဆိုတာကိုတက်စီနေစီနေတိုင်းယူပါနော်အတိပ္ပယ်ကလည်းပြောပြပါပြီအဲ့ဒါပြီးလို့ရှိရင်ဒုတိယယေရီယာလေးကတော့စွန့်ကပ်ရမယ်တောက်တွေကံမယ်စီမိကံမယ်စွန့်ကပ်ပဲဆိုတဲ့အခါမှာလည်းအမြဲတမ်းပါနဲ့ကံရမယ်ဆို64ရက်ဇက်တိုင်ပေါ့နော်အုံသီးစိတ်တို့အုံသီးဇံတို့ပါတယ်အုံပါတယ်အမုံလေးအုံပါတယ်အစားစာလေးပေါ့နော်အုံတို့ခေါဆွဲတို့အုံအကောင်းဆုံးကတော့အုံထမင်းပေါ့နော်အုံတို့ခေါဆွဲအုံထမင်းဒါမှမဟုတ်ရှင်တကြားဆုံးပေါ်မှာအုံသီးစိတ်လေးထည့်တာအုံသီးစိတ်ကဘယ်လောက်ထည့်ရမှာတော့ဆရာပါမလို့ဘူး ထည့်ကျင်တဲ့လောက်ထည့်နော်ထည့်ကျင်တဲ့လောက်ထည့်ဟုတ်ပြီနော်ထည့်ပြီးတော့ရှင်ဘုရားရှင်ကပ်ပါအဲ့တော့အုံတို့ခေါဆွဲကပ်ပါအဲ့လိုမျိုးလဲလှဲလဲပြီးကပ်လို့ရတယ်နော်အဲ့လိုကပ်ပါအုံထမင်းကပ်ပါကပ်ပြီးလို့ရှင်အုံပါတဲ့မုံတွေကပ်ပါအကောင်းဆုံးတော့အုံထမင်းတို့အုံတို့ခေါဆွဲတို့ဟိုနောက်ကခုနကကြားပါတယ်ဆိုမှအုံစည်းထည့်တာတို့ဒါတွေကစွမ်းနေပို့ပြီးတော့နော်ပြီးဥပိုင်မှာဖြစ်ဖို့ဆူတောင်းပါဥပိုင်မှာပြီးနိုင်တဲ့နတ်ဒီဝတာတွေကိုလည်းမြစ်တာပို့ပါသူတို့မြစ်တာပို့တဲ့အတွက်ကြောင့်ကိုက သူတို့မြေတားလည်းရရှိပါစေဥပိုင်ပိုင်ပေးနိုင်တဲ့ဘဝမျိုးပိုင်ဆိုင်ရပေးကြပါစေကိုပြန်လည်းကူညီပေးကြပါအစသည်ဖြစ်ပေါ့ကိုကမြေတားလည်းပို့မယ်နောက်မြေဆောင်တဲ့တွေကိုလည်းမြေတားပို့မယ်ပို့ရင်းကနေပြန်ပြီးတော့မလုပ်ရလဲဆိုလို့ရှိရင်ကိုကလည်းစုပြန်တောင်းရတယ်နော်ကိုရဖို့တဖြည်းစီးပေးဖို့တဆူတောင်းပေးပါပြီးတော့နောက်တတိယတစ်ခုကတော့စာအိမ်လေးတွေဆွဲပေးပါအိမ်ဒီဇိုင်းမိမှာဆွဲမယ်ဒီဇိုင်းမိဆွဲတဲ့အခါမှာလာဇန်းမိုက်မှာမိုးရတဲ့သူတွေမြန်မာလာဇန်းပေါ့နော်မြန်မာလာဇန်းမိုက်မှာမိုးရတဲ့သူတွေကစာဝင်တဲ့အပေါက်ကိုအနောက်ဘက်ကိုလှည့်ထားပါနော် နောက်ဘက်ကိုလည်ထားပါပြီးလို့ရှိရင်ဒီနှားစုပ်ပိုင်းလာပြီးကြောဘက်မှာမွေးတဲ့သူတွေကစာအိမ်လေးတွေကိုအရှိဘက်ကိုလှည့်ပြီးတော့ချိတ်ဆွဲပေးထားပါပြီးရင်တော့စပန်တန်လေးတွေလည်းချိတ်ဆွဲပေးထားပါစမ်းလေးတွေလည်းထည့်ပေးထားပါရည်လေးတွေလည်းလုပ်ပေးထားပါဒါဆိုလို့ရှိရင်အားလုံးပြည့်စုံကုန်လုံးနဲ့အိုးပိုင်အိမ်ပိုင်ဘွားတွေကိုပိုင်ဆိုင်ရရှိပါမယ်။ဥပမာအိမ်ပိုင်မြေပိုင်ဘွားတွေကိုပိုင်ဆိုင်ရရှိပါပါ။ဒီခုတော့ရှိသေးသောရှိဖို့လိုတယ်။ခုနပြောရင်တော့64ရေလောက်ပါမှာလေ။ဟုတ်တယ်နော်။အဲ့တော့ တစ်နှစ်နှစ်နှစ်သုံးနှစ်လောက်ကြာရင်တော့ခင်ဗျားတို့ပိုင်ဆိုင်ခွင့်ရလာပါလိမ့်မယ်ပိုင်ဆိုင်လာခံနေပြီဆိုလို့ရှိရင်သူကအာယုံတွေလည်းရလာပါလိမ့်မယ်နော်ဒါကြောင့်ဇွဲမလျှော်နဲ့ရောက်လူပြီးကဲကိုယ့်ရဲ့မိတ်ဆွေပြပေးတယ်များအားလုံးကျွန်တော်ပြောတဲ့အစီအရင်လေးကိုလုပ်ကြည့်ပါဇွဲရှိရှိနဲ့လုပ်ကြည့်ပါဥပမာရင်ပိုင်မပိုင်ရသေးတဲ့သူတွေပိုင်ဆိုင်နိုင်တဲ့ ပိုင်ဆိုင်နေအောင်လို့ကြိုးစားကြပါအတိတ်ကံကောင်းလို့အမွေရရင်တော့လည်းတမျိုးပေါ့ဗျာဒီလိုမွေရဖို့ဆိုတော့လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူးเนาะအဲကြောင့်အိုးပိုင်ပိုင်ဖို့ဆိုတာအရန်ခက်ပါတယ်အဲ့တော့မြူကြီးပြားကြီးမှာဆိုပူဆိုးတာပေါ့နေမှာတော့တိတ်ပြဿနာမရှိဘူးဇီးကဒါတော့မှနေတောင်မှအခုတိတ်၃တောင်၄တောင်တော့ဖြစ်လာပြီလေเนาะရန်ကုန်တို့တိုင်ခမ်းလေးတခမ်းတိတ်၃တောင်၄တောင်တော့မဟုတ်တလို့နေမှာတော့အိမ်နဲ့ဝဲနဲ့ခြံထဲမှာတိတ်၃တောင်၄တောင်ဆိုတာအများဆုံးပါเนาะအဲ့တော့ကျတော့နေမှာနေမှာမြူကြီးပြားကြီးရဲ့လူတွေဆိုလို့ရှိရင်အိမ်ငှားရဲ့ဘောကနေလွတ်အောင်လို့ အိမ်မရှင်တွေဖြစ်အောင်ဒီအစီအရင်လေးတွေကိုတခြားလုပ်ပေးဖို့တိုက်တွန်းလိုက်ပါတယ်နော်ကဲအားလုံးကျေးဇူးတင်ပါတယ်ဒီပို့ဆေးအကျိုးရှိဆိုလိုက်ပေးပါရှယ်ပေးပါတေချာလေးစူးစမ်းပြကြပါဒါဆိုနှစ်နဲ့သုံးနှစ်တွင်မှာအိမ်မရှင်တွေမြေပန်းရှင်တွေဖြစ်လာကြပါလိမ့်မယ်နော်ကဲကျွန်တော်ဘုရားရှင်မြတ်တော်လည်းခင်ယူပါကျွန်တော်ဘုရားရှင်မြတ်တော်တဲ့ခံဝင်ဝင်ချမ်းကြပါစေ။ဝင်ဝင်လက်ရွှေတူချင်ကြောင်းဥပိုင်အိမ်ပိုင်ပိုင်ဆိုင်တဲ့ဘွားတွေကိုအမြဲတမ်းရောက်ရှိကြပါစေလို့မေတ္တာပို့လိုက်ပါရစေ။အားလုံးလည်းကျွန်တော်ဘုရားမြတ်တော်ကိုခံရတယ်လို့ကျွန်တော်ကလည်းကျွန်တော်ပြည်တော်ဘုရားရဲ့မေတ္တာတွေကရုဏာတွေ ကျင်နာတွေเนาะအားလုံးကိုခံယူပါတယ်ခံယူပါတယ်အနေရတိုင်းအချိန်တိုင်းနေခံယူနေရှိပါတယ်ဗျာโอเคပါကျေးဇူးတင်ပါတယ်ဆရာကျမ်းမောင်ဆူတောင်းပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်เนาะအဲတချို့ချို့တွေလာလာပြီးတော့ပြောကြတယ်မင်းကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီခါလေးမှကျွန်တော်မသိလိုက်ပဲတော့မှဆရာတင်တဲ့ post လေးတွေဖတ်ပြီးတော့ကြိုးရှိလို့ဆိုခရော့တဲ့ကျွန်တော်ရဲ့ share ပေးတဲ့တည်းလည်းအများကြီးရှိပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်စီရောက်တဲ့ငွေရင်းအလကားမဖြစ်ပါဘူးเนาะ အလူတန်းလုပ်တယ်မိခင်ကြီးကိုရောတယ်เนาะကုသိုလ်ကောင်းမှုတွေအများကြီးလုပ်ပါတယ်လုပ်တိုက်မှလည်းအမြတ်ဝေပါတယ်เนาะအဲကြောင့်အမြဲတမ်းတာဓုခွန်နိုင်ပါစေအားလုံးကျေးဇူးတင်ပါတယ်เนาะ